ုနသတင်းတစ်ခုတင်လိုက်တဲ့ White House အနီးနားမှာရှိတဲ့ Washington DC မြို့ပေါ်မှာအာ US တပ်သားအမ်နယောက်ကိုပြစ်ခတ်လို့ကြံပြီးတော့မှပွဲချင်းမပြီးရုံပဲနော်အသက်အန္တရာယ်ရန်ဆိုးရင်နေရတယ်အခုအသက်ရှင်ဖို့နေလည်းမရှိတော့ဘူးဆိုတဲ့အဲထဲမှာမှ Donald Trump ကဒီနေ့ဒီ official သူ့ရဲ့ White House ကနေပြီးတော့မှ social media တကဘာလုံးကိုသူတို့ပြောလာပါတယ်အဲ့ဒါပါလဲဆိုရင်သူ့ရဲ့ဆောင်သက်သားဦးကိုသူတို့ပြစ်တက်လို့ကြံပြီးတော့မှလောက်သွားတဲ့လူကအရန်ကိုရက်ဆက်ကြမ်းကြုတ်တဲ့ဒီသရီးဆန်ကောင်ကိုတဲ့ သူလုံးလုံးအကြီးဆုံးအကြီးမားဆုံးတန်ဖိုးတွေနဲ့သူပေးဆက်ရမယ်အကြီးမားဆုံးပြစ်ဒဏ်တွေပေါ့ပြောချင်တဲ့သဘောကောင်းကောင်းကိုပေးဆက်ရမယ်အကြီးအကြီးမားဆုံးတန်ဖိုးကိုသူပေးဆက်ဖို့တဲ့ကျွန်တော်ဆုံးဖြတ်လိုက်ပြီဆိုတဲ့သဘောကအယံကိုမြင့်မြင့်မားမားအမြင့်ဆုံးအပြစ်ကိုပေးမယ်ပေါ့နော် ပြီးတော့တန်တရားရှိတဲ့လူကလည်းသူ့တင်ပြလာတဲ့တဲ့ရင်းတွေထဲမှာမှတန်တရားရှိသူကတော့အာဖရ ာဖဂန်နစ္စတန်နိုင်ငံသားလို့ပြောပါတယ်နိုင်ငံခြားသားဖြစ်နေပါတယ်တဲ့ပြီးတော့သူကတမဒဟောင်းဂျိုးဘန်ဒန်ကိုဝေဖန်ပြစ်တင်လိုက်ပါတယ်အဲ့ဒါဘာလို့လဲဆိုရင်2021ခုနှစ်6လပိုင်းမှာအာဖဂန်နစ္စတန်နိုင်ငံသားအပါဝင်နိုင်ငံခြားသားတဲ့အများကြီးကိုလူတန်းပေါင်း20ကျော်ကိုသူကအဲဗီဇာတွေပေးပြီးတော့မှနိုင်ငံခေလုံခွင့်နေပေးပြီးတော့အများကြီးတွင်းခဲ့တဲ့တကြောင့်မို့နိုင်ငံတော်လုံခြုံမှုမရှိတော့ဘဲနဲ့နိုင်ငံတော်ကပီတူတွေကိုခြောက်ခြားစေတဲ့အတွက်ဒီလိုမျိုးဖြစ်ရတဲ့ကလုံးဝအဆိုးဆုံးချိန်နေအဆိုးဆုံးဟုတ်တယ်ပေါ့နော်ပြီးတော့ US တမဒတမိုင်းမှာအဆိုးဆုံးတမဒဖြစ်ခဲ့တဲ့ဒီဂျိုးဘိုင်ဒန်ကိုလည်း သူထပ်ပြီးပြောတော့ပါတယ်။အဲဒီတန်မြတ်ရှိတဲ့ Afghanistan နိုင်ငံသားပေါ့နော်နိုင်ငံခြားသားဖြစ်နေတယ်ဆိုပြီးတော့သူထပ်ပြောပါတယ်။အဲ့လိုပြောလိုက်လို့ကျမကလေ Donald Trump က Afghanistan နိုင်ငံသားလို့ပြောတာပါ။အဲကြောင့်ကျမလည်း Afghanistan နိုင်ငံသားလို့ပြောတာပါနော်။အဲ့ဒါကို ကျမ Donald Trump ပြောတဲ့အတိုင်းသတင်းတွေကိုပြောတဲ့အချိန်မှာအာဘာဖြစ်လို့လဲမသိဘူး။တယောက်ဆိုရင်လည်းကျမဝေါ်တဲ့ဝင်ကြည့်တယ်။အမျိုးသမီးနဲ့သူ့အမျိုးသမီးနဲ့တော့ရိုက်ထားတဲ့လူကြီးနော်။မင်းကလေးမဟုတ်ဘူး။ယောက်ျားကြီးတမန်နှခမ်းမွေးနေတယ်ကျမကိုဆဲတာတော့ ီးတော့ကျမကတော့ဘလော့လိုက်တယ်ပြီးတော့နောက်တစ်ခုကပါလဲဆိုရင်အာဖရိကန်နိုင်ငံသားပြောတာနဲ့ပဲဘာသာကိုကွယ်တာဟိုပါလဲအစ္စလမ်ဘာသာကိုကွယ်တာလားကျမအဲ့ဒါမသိဘူးအဲ့ဒါလေအဲ့ဆိုကျွန်မအဲ့လိုလေ့လာမှုလည်းမများဘူးကျွန်မနိုင်ငံတကာတင်ပြတဲ့လူ professional လည်းမဟုတ်တဲ့တော့ကျွန်မနိုင်ငံတကာမှာဘာဘာသာကိုကိုယ်ပြီးဘသူကဘယ်နှနေပါညာအဲ့လိုလည်းကျွန်မမလေ့လာအောင်နေနေမြန်မာပြည်မှာရှိတဲ့ဟိုတချို့သောလူတွေကလေလူနည်းစုပြောတာနော် ကျမကိုလာလာပြီးတော့တိုက်ခိုက်ပြီးဆဲပြီးတော့မှအဲ့လိုတွေလာဆဲလည်းမသိဘူးနော်ကျမတို့လိုတဲ့ရင်နိုင်ငံပြောတာနဲ့ဒီလိုမျိုးပြောတယ်ဆိုတာဟာမျိုးကလေတော်တော်ရှားတာတခါမှရှိဘူးကျမတိတဲ့လူထဲမှာဒါမှမဟုတ်လေဒီ TikTok ပေါ်နေကျမကိုအဲ့လိုဆဲဆဲနေတဲ့လူတွေ profile ကိုကြည့်လိုက်လို့ရှိရင်အဲ့လိုလူတွေပြီးတော့နောက်တယောက်ဆဲတဲ့အဲ့ဟာတော့ကောင်လေးကောင်လေးကိုမြောက်ဒီမြောက်ကောင်လေးသူကလည်းအဲ့လိုပဲနှခမ်းမွေးနဲ့ပြောပြောချင်တာဘာလို့ကျမအဲ့လိုဆဲဆဲဘာဖြစ်လို့များဒီ TikTok ပေါ်ကဟာတွေကလာလာဆဲနေလဲမသိဘူးကျမစဉ်းစားလို့မရအောင်အဲ့ကျမကို ဒါမဲ့ဒီ Donald Trump အခုပြောလိုက်တယ်လေနော်သူဒီဒီ USA တတနေရကိုလုတ်ချင်တယ်လို့ဟာ African Nation နိုင်ငံသားတဲ့နိုင်ငံသား Joe Biden နဲ့ဝင်ခွင့်ပေးတယ်လို့ဝင်နေတဲ့နိုင်ငံရေးခလုံးခွင့်နဲ့ဝင်လာတဲ့လူထဲကဖြစ်ပါတယ်ဆိုပြီးပြောတဲ့ဟောင်းကျမဒီဒီနဲ့တင်ပေးတာပါကျမကိုထပ်ပြီးဆဲမယ်ဆိုရင်ကျမဘလော့ပါမယ်ဘာလို့လဲဆိုရင်လေကျမအရန်လေးစားရတဲ့ချစ်ခင်ရတဲ့လူတွေအာဒီမြန်မာပြည်မှာကောဒီဘယ်နိုင်ငံပဲဖြစ်ဖြစ်ပေါ့နော်ကျမတို့မြန်မာလူပြောပြီးနားလေတဲ့မွတ်စလင်တို့အစ္စလာမ်ဘာသာကိုကိုယ်ွယ်လူတွေကတအားကိုလေးစားဖို့ကောင်းတဲ့တအားကိုချစ်ဖို့ကောင်းတဲ့လူတွေပါ အဲကြောင့်မလို့အယောက်တပေါင်းမှတယောက်လောက်ရှိကြလားဘယ်ကနေဘယ်လိုပေါက်လာလဲမသိဘူးနော် အဲ့လိုကျွန်မဒီလို Africanistan နိုင်ငံသားတို့ Iran တို့ Russia တို့ဒီဒီခုန Hamas နဲ့ Israel တို့တင်းနေပါလေပြောတဲ့ခါမှာကျွန်မလာလာဆဲတဲ့လူတွေတော့ကျွန်မအကုန် block လိုက်ပါမယ်အခုလက်ထက်ဆဲကြည့်ကျွန်မ block ပါမယ်ဘာလို့ဆိုရင်ကျွန်မအပူမယူတာပါဘာလို့ဆိုရင်ကျွန်မတို့နေပဲကျွန်မတို့တည်ရတဲ့ပတ်ဝန်းကျင်ကဒီ Islam ဘာသာကိုကိုယ်ရဲလူဆိုတာအယံကိုမုံမြတ်တယ်တကယ်ပြောတာအယံလည်းစိတ်ထားကောင်းတယ်အယံကိုလည်းချစ်ဖို့ကောင်းတဲ့အဲထဲမှာပါတယ်ပြတဲ့ကြောင့်ကျွန်မအဲ့လိုမိုက်ရိုင်းတဲ့လူတွေနဲ့တော့ကျွန်မအဖက်မလုပ်ဘူးအဲကြောင့်အကုန် block ပါမယ်အားလုံးပဲစင်ကြပါစေ Bye bye.